โอเคဒီစာကြောင်းကိုအင်္ဂလိပ်လိုဘယ်လိုရေးမလဲတစ်ချက်ကြည့်မယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာမြန်မာစာကြောင်းပေါ့နော်။ကျွန်တော်တို့အလုပ် channel တဲ့ကျွန်တော်အလုပ် channel ရေးဆိုလို့ရှိရင်ဒီအင်္ဂလိပ်ဝါကျကိုပြောင်းရင်းမယ်ဆိုလို့ရှိရင်မြန်မာဝါကျမှာပေါ့နော်ကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ verb ကရိယာကိုရှားမှာဖြစ်တယ်။ဒါဆိုရင်မြန်မာဝါကျမှာ verb ကရိယာကိုရှားမယ်ဆိုလို့ရှိရင် verb ကရိယာဒီမြန်မာဝါကျရဲ့နောက်ဆုံးမှာပဲတွေ့ရတယ်ပေါ့နော်။ဟုတ်ပြီဒါဆိုရင်ဒီမှာကျွန်တော်ပေါ့နော်ကျွန်တော်အလုပ်ပေါ့နော်ဒီမှာအလုပ်ကျွန်တော်က i ပေါ့နော်အလုပ်ဆိုတာ ဒီအလုပ်ဆိုတာလေးနောင်ဖို့နော်ပြီးတော့မှရှာနေတယ်ပေါ့နော်နောက်ဆုံးမှဆိုလို့ရှိရင်ဒီမှာရှာနေတယ်ပေါ့နော်ဒီမှာရှာနေတယ်ဆိုတာဟာဒီ verb criteria ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အလုပ်ရှာနေတယ်ဆိုလို့ရှိရင်ဒီကောင်က verb criteria ပြီးတော့မှကျွန်တော်ဆိုတာကြတော့ဒီ subject ဖြစ်မှာပေါ့နော် subject ဆိုတာဒီပြုလုပ်ဖို့ပေါ့နော်သူကဒီအလုပ်ရှာနေတယ်ပြုလုပ်သူပြီးတော့မှအလုပ်ကိုပေါ့နော်သူကအလုပ်ကိုရှာနေတာဆိုတဲ့အတွက်ကြောင့်အလုပ်ကကြတော့ object ဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အင်္ဂလိပ်ဝါကျရေးမယ်ဆိုလို့ရှိရင် subject ရယ် verb ရယ် object ရယ်စီးပြီးတော့ရေးရမှာပေါ့နော် ဟုတ်ပြီဒါဆိုရင်ကျွန်တော်ရေးလို့ရပြီကျွန်တော်ဆိုတာကြတော့အိုင်ပေါ့နော်ဒီမှာအိုင်ဆိုတာကျွန်တော်ဒီအလုတ်ဆိုတာကြတော့ job job ပေါ့နော် job job ဆိုတာအလုတ်ရှားနေတယ်ဆိုလို့ရှိရင်ရှားတယ်ဆိုတာကြတော့ဒီ look for လို့ခေါ်ရနော် look for l o o k f o r ပေါ့နော် look for look for ဆိုတာကြတော့ရှားနေပြီပေါ့နော်ရှားတီးပေါ့နော်သူက look for ဆိုတာရှားတီးနေတယ်ဆိုတာကြတော့ကျွန်တော်ဒီနောက်အချိန်တန်ဆန်ပေါ့နော်တန်ဆန်နေလာပါ ဒီနေရာမှာဒီ FIND file လို့တလုံးရှိတယ် FIND file ဆိုတာကြတော့ရှာတာမဟုတ်ဘူးเนาะသူကကြတော့ရှာတွေ့တာเนาะရှာတွေ့တာကို FIND file နဲ့တုံးတယ်ဟောဝီရဆိုရင်ဒီစာကြောင်းကိုစီးလိုက်မယ်ပေါ့เนาะစီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုတဲ့ဒီကြောင်း subject ပေါ့เนาะဒီမှာ i ပေါ့เนาะဒီမှာ i ကျွန်တော်ဒီပေါ့เนาะရှာနေရဲ့ဆိုတဲ့အတွက်ကြောင်းပေါ့เนาะဒီ look for ကြတော့ရှာဒီပေါ့เนาะနေတယ်ဆိုတဲ့အတွက်ကြောင်းကျွန်တော်တို့ဒီ bug ကိုရေးမယ်ဆိုလို့ရှိရင်ဒီ transaction ကိုစဉ်းစားရမယ်เนาะအင်္ဂလိပ်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဒီ င်္ဂလိပ်ဘာသာမှာ tense ကပေါ့နော်ဒီစနစ်မျိုးရှိရဲအဲ့ဒီစနစ်မျိုးထင်မှာနေတယ်ဆိုတဲ့ဒီ tense ကကြတော့ကျွန်တော်တို့ဒီ present continuous tense လို့ခေါ်တယ်နော်ဒီဆက်လက်ပြည့်စုံပိုင်းပေါ့နော်ဟုတ်ပြီသူကကြတော့သူ့ရဲ့ pattern ကကြတော့ am is are ပေါ့နော်ဒီမှာ am is are အပေါင်းပေါ့နော် am is are အပေါင်း verb ing လို့ခေါ်တယ်ဒါကကြတော့နေဒီပေါ့နော်နေဒီဆိုတဲ့ဒီသူ့ရဲ့အတိုက်ပဲပေါ့နော်နေဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီ look for ပေါ့နော် ဒီရှေ့ကပေါ့နော် MASR နဲ့ပေါင်းပြီးတော့မှဒီ buff ID ပြောင်းရမယ်ပေါ့နော် locking for ဖြစ်သွားမှာပေါ့နော်ရှားနေဒီပေါ့နော်ဟောပြီးဒါဆိုရင် i ဆိုတဲ့အတွက်ကြောင့် subject and ဆိုလို့ရှိရင် AMN ပဲတုံးရမှာပေါ့နော်ဒါဆိုရင် i နဲ့ AMN ပဲတုံးမယ် AMN ပေါ့နော် i am ပေါ့နော်ပြီးတော့မှဒီ buff ကိုကြတော့ဒီဒီ LOOK လောက်ကို ING ပြောင်းလိုက်မယ်နော်ဟောပြီးဒါဆိုရင် LOOO KING I am looking for ပေါ့နော် looking for ဆိုတော့ကျွန်တော်ဟာရှာဖွေနေပါသည်ပေါ့နော် ဒီဘာကို၆ခွဲနေတာလေဆိုလို့ရှိရင်အလောက်ကိုပေါ့နော်ဒီမှာအလောက်ကကြာ object ဒါဆိုရင်အလောက်တစ်ခုကိုတော့ပြောလိုက်မယ်เนาะဒါဆိုရင် i am looking for a job ပေါ့နော်ဒီမှာ job job i am looking for a job ဒီတော့မှာ full stop ပေါ့နော်ဟုတ်ပြီပြန်ပြီးတော့စစ်ကြည့်မယ်เนาะစစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ subject က i subject ပြီးတော့မှဒီ verb ကကြာတော့ဒီမှာ the so long verb ဒီ verb ကကြာတော့ဒီမှာ the so long verb ကရိယာပေါ့နော်ဒီမှာ verb ပေါ့နော်ဒီမှာဒါဆိုရင် subject ရယ် verb ရယ် ီးတော့မှဒီ object ပေါ့နော်ဒီမှာ a job ဆိုတော့ object ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရတော့ဖြစ်တယ်ပေါ့နော်ဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာဒီ subject ကိုအရင်ပြန်ပေါ့နော်ကျွန်တော်ဒီဒီဘာသာပြန်မယ်ဆိုလို့ရှိရင်မြန်မာဝါကျမှာ subject ကိုတင်းနဲ့ကောက်တယ်ပေါ့နော်ပြီးတော့မှ object ကိုပြန်ကျွန်တော်ဒီအလုပ်ကိုပေါ့နော်ဒီမှာအလုပ်တစ်ခုကိုပေါ့နော်ကိုယ်နဲ့ကောက်တယ်အလုပ်တစ်ခုအားအလုပ်တစ်ခုကိုရှားဖွေနေပါသည်ပေါ့နော်ဒီလိုမျိုးရေးရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင် subject ရဲ့ verb ရဲ့ object ရဲ့ပေါ့နော်မြန်မာဝါကျမှာဆိုလို့ရှိရင် subject ရဲ့ object ရေ of ခရိယာရေပေါ့နော်ဒီလိုမျိုးရေးထားတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ဗီဒီယိုတစ်ခုမှာထပ်တွေ့ပါမယ်